မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Matchla 6ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းရန်ကုန်မော်လမြိုင်ဝေးပြေးလမ်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ညောင်ခါရှိ X-ray gate ကိုပြက်ခုံမမရှော့တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စတာရှေ့ရနေမနေ့3နိုင်ကမှရန်ကုန်မော်လမြိုင်ဝေးပြေးလမ်းဝေါ်မြုံနယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ညောင်ခါရှိ X-ray gate ကိုတော်လိုက်တပ်ဖွဲ့များကတရားခုံမမရှော့တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအရေးအတွက်နဲ့ပြက်စီးမှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ပြောပါတယ်တော်လိုင်းတက်ဖွဲ့ဝင်တွေကတော့အထူးကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်လက်ရှိညောင်ခါရှိစစ်စေးရေးဂိတ်ကဘကိုးတိုင်းနဲ့မုံပြင်းနဲ့အဆက်မှာရှိတာပေါ့တော်လိုင်းရင်အင်အားစုတွေအတွက်ကတော့အဲ့ဒီဂိတ်ကအနောက်ဆက်တစ်ခုဖြစ်ပါတယ်အထဲကိုလက်နက်ခဲယမ်းတွေတွင်းတဲ့အခါကျရင်ဒီဂိတ်ကစစ်စေးပြီးတော့မှ ဒီ game မှာတော်တော်များများဖမ်းမိကုန်တာများတယ်အဲ့ဒီတော့အဲ့ဒီ gate ကိုကျွန်တော်တို့ကနောက်ပိုင်းမှာ design မှန်မှန်နဲ့ဖြိုခွင်းသွားဖို့လှုပ်ဆောင်သွားမှာပါလို့ဝေါ်မြွနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခတ်မှုကိုဝေါ်မြွနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပတ်ကဖနဲ့ကဝါမြွနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပတ်ကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းစာလင်းကြီးမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အထမ်းချတပ်ဆွဲထားတဲ့ရဲစခန်းနဲ့ထွေအုံရုံးတို့ကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လ9ရက်နေ့မနက်10:00နာရီကအချိန်မှာစာလင်းကြီးမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများအင်အား80ခန်းနဲ့တပ်ဆွဲထားတဲ့ရဲစခန်းနဲ့ထွေအုံရုံးတို့ကိုတော်လိုင်းတပ်ဖွဲ့များက60မမနဲ့80မမလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်ဒေဆုံးမှုအရေအတွက်ကိုတော့အတိမ ပြုတ်နိုင်သေးပဲအကြမ်းမစစ်တပ်ကလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့တော့လဲတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတည်တဲ့စီးင်းကတော့စုံစမ်းနေတုန်းကမနေ့ကစခန်းထဲကိုကျပြီးတော့ပောက်ကွဲတယ်လို့တော့ပြောတယ်။အသေးစိတ်ကိုတော့မသိရသေးဘူး။မနေ့ကကျွန်တော်တို့၃ဘွဲ့ပေါင်းပြီးတော့လက်နက်ကြီး60မမ80မမ25လုံးနဲ့ထုခဲ့တာပါ။ပြီးခဲ့တဲ့10ရက်လောက်တုန်းကလည်းအဲ့ဒီတဲကစစ်ခွေးတကောင် အရက်တောက်တာများပြီးတော့တည်တယ်လို့သိရတယ်ပြည်သူတွေအနေနဲ့ကျွန်တော်တို့ဆက်လက်ပြီးတော့စ조사နေပါတယ်ဒီထက်မှကလည်း조사နိုင်အောင် version တွေမြင့်ပြီးတော့အလုပ်လုပ်နေပါတယ်လို့ချင်းတွင်ဒိုင်းနမိုက်ပြည်သူ့ကာကွယ်တပ်ဖွဲ့စလင်းကြီးခေါင်းဆောင်ကိုဖိုက်ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုချင်းတွင်ဒိုင်းနမိုက်စလင်းကြီးအဖွဲ့နဲ့အတူရင်းမာပင်ခရိုင်တပ်ရင်းတပ်ခွဲ၃တောင်ပန်းနေအထူးပြောက်ကြားတပ်ဖွဲ့စလင်းကြီးဆိုလိုအောင်ကြီးစလင်းကြီးတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်အလားတူပဲစကိုင်းတိုင်းမုံရွာမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်မှာ ကင်းမုံယူပြီးတော့ပြန်လာတဲ့ခြေလင်းစစ်သားများကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့ကြောင်း Special Forces 11 LPDF တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။မနေ့ကမက်စလာ9ရက်နေ့ညနေ6:46မိနစ်ကချောင်းမြို့နယ်မြပလဲဂိတ်စခန်းကိုမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတ်တပ်က ဂျမကာ3စီးနဲ့လက်နက်ကြီးလက်နက်ငယ်ခဲယမ်းများကိုလာရောက်ပို့ဆောင်ခဲ့တယ်လို့သိရပါဗါးအခုလိုမျိုးပို့ဆောင်ရမှာမြောက်ပလဲစီဆိုင်ဂိတ်စခန်းကအကြမ်းစစ်ကောင်စီတပ်သား23ဦးဟာမုံရွာတိုးဂိတ်အနီးမှာလန်ကင်းယူပေးခဲ့ရာအဲ့ဒီအကြမ်းစစ်သားများပြန်လာတဲ့အချိန်မှာပရိသာမိုင်း9 point 1 point နဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိပြီးအရေအတွက်အတိအကျကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုကိုချောင်းမြို့နယ်ပကဖတိုက်ခိုက်ရေးတပ် CHU PDF တပ်ခွဲ Special Forces 11 LBDF နဲ့မုံရွာဒိုင်းနိုမိုက် SDF အဖွဲ့တို့ကပူးပေါင်းလွှတ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကဘယ်လာရုစ်နိုင်ငံမှာပြုတ်လုတဲ့သတင်းစာရှင်းလင်းပွဲအတွင်းမှာ sanctions စီးပွားရေးပိတ်ဆို့ခံရရင်အတိုက်ခိုက်ခံရတဲ့ software များကအင်အားစုစည်းမှုတွေပုံမိုရရှိသေးမယ်ဆိုပြီးတော့ မင်းအောင်လိုင်းကစောက်တလွဲတွေပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လ9ရက်နေ့ကဘယ်လာရုစ်နိုင်ငံမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာမင်းအောင်လိုင်းကစီးပွားရေးပိတ်ဆို့ခံရရင်ကွန်ပျူတာဆော့ဖ်ဝဲများ အင်အားစုစည်းမှုကိုပုံမရရှိစေပြီးတော့ပြန်ဆိုင်မှုပြင်းထန်လာစေကြောင်းပြောဆိုသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ဆန်ရှင်လုတ်တယ်ဆိုရင်ဆန်ရှင်စလုတ်ခေါ်တဲ့အဖွဲ့အစည်းတွေစန့်ကျင်ဘက်အဖွဲ့အစည်းတွေကအတိုက်ခိုက်ခံရတဲ့ software တွေကအင်အားစုစည်းမှုတွေပုံမရရှိစေပြီးတော့မှပြန်ဆိုင်မှုတွေပြင်းထန်လာစေမယ်ဆိုတာကိုလည်းသတိပြုစေလိုပါတယ်လို့မင်းအွန်လိုင်းကပြောဆိုသွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မင်းအွန်လိုင်းဟာဆန်ရှင်စီးပွားရေးပိတ်ဆို့မှုနဲ့ computer software software တွေကြားထဲမှာ ဘလို့မှမပတ်သက်တဲ့သကလုံးနှစ်ခုကိုချိတ်ဆက်ပြီးတော့ပြောဆိုသွားခြင်းဟာအဲ့ဒီအင်္ဂလိပ်သကလုံးနှစ်ခုရဲ့အဓိပ္ပာယ်ကိုသေချာစွာနားမလည်ပဲဖင်ရမြင်ရစောက်တလွဲတွေပြောဆိုသွားခြင်းဖြစ်တယ်လို့လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM ကအတွင်းရေးမှူး ဥတိုးစော်လက်ကတုံးသက်ပြောဆိုထားပါတယ် sanctions စီးပွားရေးပိတ်ဆို့မှုနဲ့ software computer software ကဘလုံးမှမဆက်ဆက်ဘူးသူပြောခဲ့တာကိုလည်းဘလုံးမှအတိတ်ပဲဖော်ကြည့်လို့မရဘူးသူကြည့်ရတာ sanctions ဆိုတာကို computer software လို့ထင်နေပုံရတယ်လို့ဥတိုးစော်လက်ကတုံးသက်ပြောဆိုထားပါတယ်ပြည်တွင်းကသတင်းစာဆရာတအုပ်ကလည်းမင်းအောင်လိုင်ရဲ့ပြောဆိုမှုကိုဒီကနေ့စစ်ကောင်စီထုတ်မြန်မာနဲ့အင်္ဂလိပ်သတင်းစာများမှာဖော်ပြထားတယ်လို့တွေ့ရပါတယ်မင်းအောင်လိုင်အနေနဲ့အင်္ဂလိပ်လိုတေးချစွာနားမလဲပဲအင်္ဂလိပ်စကားလုံးများကိုညှက်ပြီးတော့တုံးခဲ့ရာကနေ အမာရွင်ဖြစ်ခဲ့ပုံရတယ်လို့သုံးသပ်ပြောဆိုထားပါတယ်အရင်ကဦးသိန်းစိတ်လက်ထက်တုန်းကလည်း2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို National Convention ဆိုပြီးတော့မှားပြီးသုံးခဲ့ဘူးပါတယ်အခုလည်းအဲ့ဒီ main online က sanctions နဲ့ software ကိုဘလို့တွေနားလဲပြီးတော့ software တွေတွဲသုံးသွားရဲ့လဲတော့မသိဘူး။ तू အတိတ်ပဲမှားယွင်းစွာနားလဲပြီးတော့သုံးသွားပုံရတယ်။အဲ့ဒီနှစ်ခုစလုံးညက်သုံးသွားတာက तू ပြောသွားတာဘာအတိတ်ပဲမှကိုမရှိဘူးလို့ဝါရင်သတင်းစာဆရာကသုံးသပ်ပြောဆိုထားပါလေ။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကရုရှားကောင်းဆောင်ပူတင်နဲ့ဘယ်လာရုစ်သမ္မတတို့နဲ့တွေ့ဆုံရမှာအင်္ဂလိပ်စကားကိုပြောဆိုနိုင်ခြင်းမရှိပဲမြန်မာစကားနဲ့သာပြောဆိုကဘာသာပြန်ကိုအဓိကအသုံးပြုခဲ့တာကိုတွေ့မြင်ခဲ့ရပါတယ်။ အဲ့ဒါကိုပဲတချို့သောဘောမတွေကသူတို့ပထွေးကအမျိုးပါကြပလာတာကိုစောင့်ရှောက်တဲ့အနေနဲ့မြန်မာလူပဲပြောဆိုသွားခြင်းဖြစ်ပါတယ်ဆိုပြီးဖာထေးဘောမခဲ့ကြတာကိုတွေ့မြင်ရပါတယ်။ဒါပြင်မက်စလာ၄ရက်နေ့ကမင်းအွန်လိုင်းကပူတင်နဲ့တွေ့ဆုံတဲ့အချိန်မှာတမိုင်းအထောက်ထားများနဲ့မှတ်တမ်းမှတ်ရာအထောက်ထားများမရှိဘဲပူတင်ကိုဖျားရဲဗျာဒိတ်တော်ပါကျွမ်းမင်းဆိုပြီးတော့ရေးသားညွှန်းဆိုထားတဲ့စာအုပ်ကိုလည်းပေးအပ်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ရွှေတန်လွင်ကုမ္ပဏီပိုင်ရွှေထွက်တင်ဝင်းထဲမှာပြုလုပ်ခဲ့တဲ့ Hip Hop 25နှစ်ပြည့်ပွဲအပအဝင် Hip Hop ဂီတဖျော်ဖြေပွဲများစွာကိုစစ်ကောင်စီရဲ့တွဲပတ်အတွင်ရင်မှုစရဖအရာရှိချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့တာ ထရဲအောင်ကဥဆောင်ပြီးတော့ကျင်းပပြုတ်လုံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်စလာ၁ရက်နေ့ကနေမက်စလာ၂ရက်နေ့အထိပြုတ်လုံကျင်းပခဲ့တယ်မြန်မာဟစ်ဟော့25နှစ်ပြည့်ပွဲဖြစ်တဲ့ Night Music Festival စီစဉ်သူများထဲမှာအကြမ်းမဆက်တဲ့ရဲစစ်ဘက်ရေးရလုံခြုံရေးတပ်ဖွဲ့စရဖအရာရှိချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးဗိုလ်တင်နှန်းကျောင်းအမတ်စဉ်89ရဲ့တာထရဲနောင်ပါဝင်နေတယ်လို့သိရပါတယ်အဲ့ဒီပွဲကိုထရဲနောင်ကနေတဆင်စစ်ကောင်စီရဲ့တွယ်ဝိုက်ပတ်ပုံးမှုအကာအကွယ်ပေးမှုလို့ねကျင်းပပြုတ်လုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီပွဲမှာဦးဆောင်ပါဝင်သူ ထရဲအောင်ရဲ့ဖခင်ဆရာဖအရာရှိချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာပြည်သူလူထုနဲ့တော်လိုင်းသမားများကိုနေ့စဉ်ဖမ်းဆီးခြင်းစစ်ကြောရေးစခန်းများမှာနှိပ်စက်တပ်ဖြတ်ခြင်းတော်လိုင်းကွန်ရက်များကိုထိုးဖောက်ဝေရောက်ခြင်းစရှိတဲ့အလုံများကိုဦးစီးလောက်ကန်ဆောင်ရွက်နေသူဖြစ်တယ်လို့သိရပါတယ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာစစ်အာဏာသိမ်းတဲ့အချိန်ကစတင်ပြီးတော့အာဏာသိမ်းမှုတွေမှာဖဲတဲ့ဝင်ဝင်ပါဝင်ပတ်သက်နေတဲ့စစ်တပ်ရဲ့ထိတ်တန့်စစ်ဗိုလ်ချုပ်များမှာပါဝင်ပြီးတော့ တော်လိုင်းဟိတက်ကြလှုပ်ရှားသူများနိုင်ငံရေးသမားများနဲ့ပြည်သူများကိုမတရားတပ်ဖြတ်ရမှာအဓိကကြိုးကင်တာဝန်ရှိသူဖြစ်တယ်လို့သိရပါဗျ။ရဲဝန်ဦးရဲ့သားထက်ရဲနောင်ဟာလက်ရှိမြန်မာပြည်ကရပ်ဘာများစွာကိုထောက်ပံ့ပံ့ပိုးထားပြီးတော့စစ်ကောင်စီအလို့ကျပွဲများဖြစ်မြောက်အောင်ဥဆောင်စီစဉ်ကျင်းပလျက်ရှိပြီး မြန်မာပြည်ရဲ့ hip hop ကိုပြန်လည်အသက်ဝင်လာအောင်လို့ကြိုးပမ်းနေသူဖြစ်တယ်လို့သိရပါဗျ။ထပ်ရဲနောက်ဟာ I am hip hop after past record label နဲ့မြန်မာ music producer ပြိုင်ပွဲဖြစ်တဲ့ Beast Banger ကိုလည်းနောက်ွယ်ကနေပံ့ပိုးနေသူဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီကမြန်မာပြည်သူလူထုကိုဆက်လက်ပြီးတော့ဖိနှိပ်အကြမ်းဖက်အုပ်ချုပ်နိုင်ရန်နဲ့ဝါရမိုင်းတိုက်ရန်အမှုပညာရှင်များကိုဖြစ်အဆက်ဆက်အသုံးချလာခဲ့တာဟာညင်းမရတဲ့အမှန်တရားဖြစ်တယ်လို့သိရပါဗျ။တော်လိုင်းအင်အားစုများကဆရာဖအရာရှိချုပ်ရဲဝင်းဦးရဲ့သားပါဝင်ပတ်သက်နေတဲ့ hip hop ပွဲများနဲ့ဂီတဖျော်ဖြေပွဲများအပေါ်ကန့်ကွက်ရှုံချပြီးတော့၎င်းနဲ့ပတ်သက်ဆက်နွယ်မှုများကိုလှုပ်ဆောင်ခြင်းကနေရပ်တန့်ကြရင်လဲသတိပေးထားပါတယ်။စရဖအရာရှိချုပ်ရဲဝဲဦးမှာသမီးသိမ့်တင်စာရဲနဲ့တားဖြစ်သူထက်ရဲအောင်ဆိုတဲ့တားသမီးနှစ်ဦးရှိပြီးတော့သမီးဖြစ်သူသိမ့်တင်စာရဲဟာကာကွယ်ဝင်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့တားဖြစ်သူနဲ့လက်ထပ်ထားတဲ့အတွားရဲဝဲဦးနဲ့မောင်မောင်အေးတို့ဟာခမိခမတ်များတော်ဆက်ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံရန်အောင်မြို့မှာဖမ်းဆီးအချုပ်ကျပြီးတော့မြန်မာနိုင်ငံကိုပြန်ပို့ခံရတဲ့အချိန်မှာစစ်သားအဖြစ်နဲ့အထမဆူဆောင်းခံရသူများတဲ့ကလူငယ်16ဦးထွက်ပြေးလာပြီးတော့ဘိတ်ပါကဖထန်းကိုလူငယ်9ဦးရောက်ရှိလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ6ရက်နေ့ကထိုင်းနိုင်ငံရန်အောင်မြို့အချုပ်မှာအချုပ်ကျခံပြီးတဲ့နောက်မြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်ခံခဲ့ရတာက စစ်မှုတန်းစစ်သားအဖြစ်နဲ့အတင်းအဓမ္မစုဆောင်းခံရသူတတ်နိုင်ခွေးခေါ်စုစုနဲ့နိုင်ဝင်းထုံးတို့ဟာဗိမျိုနယ်ပြည်သူ့ကာကွယ်အဖွဲ့ထံကိုရောက်ရှိခိုးလုံလာခဲ့တယ်လို့သိရပါတယ်။အားလုံးထွက်ပြေးလာတာ16ဦးလို့ပြောတယ်။လမ်းမာကပြန်ပြီးတော့ဖမ်းခံထိသွားတာက၄ဦးရှိတယ်။လက်ရှိ၂ဦးကတော့ကျွန်တော်တို့စီကိုရောက်လာပါပြီ ကျန်တဲ့10ဦးကလည်းလုံခြုံတဲ့နေရာကိုရောက်ပြီလို့သိရတယ်ကျွန်တော်တို့စီကိုချိတ်ဆက်လာတာကတိုင်းကနေချိတ်ဆက်လာတာပါအဓိကကတော့သူတို့ကဒဝဲသားတွေဖြစ်နေလို့ပါသူတို့ကိုစစ်မှုထမ်းဖမ်းခေါ်လာပြီးတဲ့နောက်ဘိတ်ကိုရောက်လာတယ်ဘိတ်ကိုရောက်လာတဲ့အတွက်တိုင်းကနေဖုံးဆက်ပြီးတော့အကူအညီတောင်းတဲ့အတွက်သူတို့ထွက်လာလို့ရမယ်လမ်းကြောင်းကနေပြန်ခေါ်ပြီးတော့ခေါ်ထုတ်လာပေးခဲ့တာပါလို့ဘိတ်ပကဖကပြန်ကြားရေးတာဝန်ခံလရောင်ကရှင်းပြထားပါတယ်ဖေဖော်ဝါရီလ3ရက်နေ့ညတနအိကွဲအချိန်ဝန်းကျင်မှာတပ်နိုင်ခွေးခေါ်စုစုနဲ့နိုင်ဝင်းထွန်းတို့အပါအဝင်16ဦးဟာဘိတ်ညွန့်နဲ့ ရွှေဒူးပညာရေးအကြောင်းမှာဖွင့်လှစ်ထားတဲ့စစ်မှုထမ်းအပတ်စဉ်ကိုတင်တန်းကျောင်းကနေထွက်ပြေးလာခြင်းဖြစ်ပြီးတော့ဖေဖော်ဝါရီလ၄ရက်နေ့မှာ၄ဦးပြန်လည်ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါဗျ။ကျန်တဲ့ဆက်နောက်ဦးကတော့လွတ်မြောက်ရနေရာကိုရောက်ရှိနေပြီဖြစ်တော့လဲတပ်နိုင်ခွေးခေါ်စုစုနဲ့နိုင်ဝင်းထွန်းတို့သာဘိညုံနယ်ပကဖထံကိုမက်စလာ၆ရက်နေ့မှာရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါဗျ။၎င်းတို့ဟာထိုင်းနိုင်ငံရနောင်းမြို့အချုပ်မှာအချုပ်ကြခံပြီးတဲ့နောက်ကော်တောင်းမြို့ကိုပို့ဆောင်ခံလိုက်ရတယ်လို့သိရပါတယ်။ကော်တောင်းမြို့ကနေတဆင်ခောက်လိုက်ရ၄၃တဲ့တရင်အတွင်းကိုပို့ဆောင်ခံရပြီးစစ်မှုထမ်းစစ်သားအဖြစ်နဲ့ ်အတိရဓမ္မစုဆောင်းခံခဲ့ရတယ်လို့သိရပါတယ်ခလိုက်ရ၄၃တက်ရဲမှာ9ရက်ခန့်နေခဲ့ရပြီးတော့ဗိမ့်မြုံနယ်ရွှေဒူးပညာရေးကျောင်းကိုစက်လီနဲ့ထပ်မံပို့ဆောင်ကရွှေဒူးပညာရေးကျောင်းမှာ၂ရက်ကြာနေထိုင်ခဲ့ပြီးတဲ့နောက်ထွက်ပြေးလာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့ညီကုန်းဟာနီးလာပြီးဖြစ်တဲ့အတွက်ကြောင့်စစ်မှုထမ်းထဲမှာပါတဲ့ရဲဘော်တွေအနေနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေစီကိုခိုးလုံပေးကြဖို့တိုက်တွန်းချင်ပါတယ်ပြည်သူလူထုနဲ့အတူပူးပေါင်းပြီးတော့ပြည်သူ့ဘက်ကိုရက်တည်ပေးဖို့ပဲအဓိကတောင်းဆိုချင်ပါတယ်ပြီးတော့မြို့ကြီးရွာကြီးတွေမှာကြံ့နေသေးတဲ့ပြည်သူတွေအနေနဲ့ ်စစ်ကောင်စီရဲ့ဒဇာကမဖြစ်ဖို့တတိထားပြီးတော့နေပေးဖို့တောင်းဆိုခြင်းပါတယ်လို့ဘိတ်ပါကဖကပြန်ကြားရေးတာဝန်ခံလာရောင်ကထိုက်တွန်းပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကိုစစ်ကောင်စီကမက်စလာ9ရက်နေ့နေ့လယ်ပိုင်းကဘုံကျဲတိုက်ခတ်ခဲ့ရာစစ်တအိမ်ဘာကနေအိမ်35လုံးထက်မနည်းမိလောင်ပြကြသွားခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ9ရက်နေ့မွန်းလွဲ2နာရီခန့်မှာစစ်ကောင်စီကဂျက်ဖိုက်တာတစ်စီးနဲ့တပ်ပုတ်တောင်တိုက်နယ်ကစစ်တအိမ်ချေးရွာကိုလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒေသခံတအုပ်ကဟိုတနေ့ကလည်းဦးကင်းရွာကိုလေကြောင်းကနေဘုံကျဲခဲ့တယ်။မနေ့ကလည်းထပ်ပြီးတော့စစ်တအိမ်ရွာကိုဘုံကျဲတိုက်ခတ်ခဲ့တယ်။တော်ပါသေးတယ်။အရက်သားတွေစောစောစီးစီးနေရွှေ ပြောင်းထားလို့ဒါပေမဲ့ဖုန်းလိုင်းတွေအဆက်အသွယ်မရသေးတော့လူထိခိုက်မှုရှိမရှိတော့မသိရသေးဘူးလို့ပြောပြထားပါတယ်မက်လာ6ရက်နေ့နေ့လယ်နဲ့ညနေပိုင်းမှာဦးကင်းချေရွာကိုစစ်ကောင်စီကလေကြောင်းကနေ Jet Fighter နဲ့နှစ်ချိန်တိုင်းတိုင်းလာရောက်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့နေအိမ်190ကျော်မိလောင်ပြချသွားတယ်လို့သိရပါတယ်လူတွေတော့အထိခိုက်မရှိပါဘူးပြီးခဲ့တဲ့10ရက်ကျော်လောက်ကစပြီးတော့တိုက်ပွဲတွေကြောင့်တိမ်းရှောင်သွားကြတာနေ့လယ်နဲ့ညနေပိုင်းမှာ စစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်တရွာလုံးမိလောင်ပြက်စီးသွားတယ်တိုက်ပွဲတွေမရှိဘူးလို့သိရတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်စစ်ကောင်စီရဲ့လေထောင်ဘုံကျဲတိုက်ခိုက်မှုကြောင့်ကြောက်ပြူမြို့နယ်ကဥကင်းနဲ့ချက်တိန်ကျေးရွာကနေအိမ်စုစုပေါင်း200ကျော်မိလောင်ပြကျသွားခဲ့ရတယ်လို့သိရပါတယ်ဒါအပြင်မက်စလာ6ရက်နေ့က စစ်တွေမျိုးနဲ့ဝါချေးရွာကိုလည်းစစ်ကောင်စီက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်နေအိမ်35လုံးထက်မနည်းမိလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်စစ်တွေနဲ့ကြောက်ပြူမျိုးနဲ့အတွင်စစ်ကောင်စီတပ်နဲ့ AA တို့ဟာတိုက်ပွဲတွေဖြစ်ပွားလျက်ရှိပြီးတော့စစ်ကောင်စီကအရဲသားတွေရဲ့နေအိမ်များကိုဥတီပိတ်မှတ်ထားပြီးလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ